္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DBPO မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါဂျပန်နိုင်ငံတိုကျိုမြို့ကကမ္ဘာအဆင့်မီအရီနာခမ်းမကြီးမှာအစတော်ဖြူဖြူကျော်သိန်းကဖြူဖြူအင်ဂျပန်အမည်နဲ့ຫນွေဦးတွန်လှန်ရေးရမုံငွေဂီတဖြောပြပွဲကိုမေလ25ရက်နေ့ကကျင်းပခဲ့ပါတယ်။မြန်မာအမှုပညာရှင်ထဲမှာအခုလိုနိုင်ငံတကာအဆင့်မီခမ်းမကြီးမှာမြန်မာနိုင်ငံသား9000ကျော်ကိုဖြောပြခဲ့တာလို့ပွဲစီစဉ်သူတွေကပြောဆိုပါတယ်။ ပွဲဝင်ခွင့်လက်မှတ်ရောင်းချငွေစုစုပေါင်းရန်ငွေတန်း60ဒေါ်လာ၄သိန်း12000ခန့်ရရှိခဲ့ပြီးဖြူဖြူကြော်သိန်းတိခတ်ခဲ့တဲ့ဂီတာကိုရန်သုံးသန်းနဲ့လေလံတင်နိုင်ခဲ့ပါတယ်။တခြားအလို့ထဲဝင်ငွေတွေလည်းရှိတာကြောင့်ကြက်ငွေခမှန်သိန်းပေါင်း3သိန်း9000ကျော်ဝင်ငွေရရှိခဲ့တယ်လို့လည်းပွဲကျင်းပရေးကော်မတီဝင်ကိုဗန်နီကပြောပြခဲ့ပါတယ်။ ဖြူဖြူကျော်တန်းရဲ့အခုဂျပန်ခီးစစ်မှာဒီတပွဲတည်းသာကျင်းပခဲ့တာကြောင့်ဂျပန်နိုင်ငံတဝမ်ဒေသတည်တည်ကမြန်မာနိုင်ငံသားတွေလာရောက်အားပေးခဲ့ကြပါတယ်ရှင်။စစ်ကောင်စီရဲ့ပြစ်မှတ်ထားတိုက်ခိုက်တာတွေကြောင့်မြေပြင်မှာဖွင့်လှစ်ပညာသင်ကြားနေတဲ့အခြေခံပညာပြည်သူအခြေပြုပညာရေးကျောင်းတွေအစိမ့်ပညာကျောင်းတွေနဲ့တက်မွေးပညာကျောင်းအလုံးအယာကြီးပိတ်ထားဖို့အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကမေလ25ရက်မှာထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတော်အာဏာကိုစစ်တပ်ကမတရားသိမ်းပိုက်ပြီးချိန်ကစလို့မြို့သားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနဟာကလေးသင်ငယ်တွေပညာသင်ကြားခွင့်မဆုံးရှုံးစေရေးအတွက်ကြားကလာပညာရေးကိုနီလမျိုးစုံနဲ့ဖော်ဆောင်သင်ကြားပေးနေပေမဲ့စစ်ကောင်စီကတော့စာသင်ကျောင်းတွေဆေးရုံတွေစတဲ့လူစုလူဝေးရှိရာနေရာတွေကိုနီမျိုးစုံနဲ့ပြစ်ခတ်တိုက်ခိုက်ပြီးလူသားတွေအပေါ်ဆေးရဆိုးမှုကိုနေ့တိုင်းဆူဆူဝါးဝါးကျူးလွန်နေတယ်လို့ဆိုပါတယ် ဒါကြောင့်ကလေးတွေဆရာဆရာမတွေနဲ့ပြည်သူတွေထိခိုက်ဆုံးရှုံးမှု မရှိစေရဲ့အတွက်ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေလုပ်နေစဉ်အတွင်းကျောင်းတွေအားလုံးခိတ္တယာယီရနာထားဖို့ညွှန်ကြားလိုက်တာပါ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့စီးရင်တွေအရပြီးခဲ့တဲ့နှစ်နှစ်ကျော်အတွင်းစစ်တပ်ကလေးကျောင်းတက်ခိုက်လို့စာသင်ကျောင်း240ကျော်ပျက်စီးခဲ့ပါတယ်ရှင် ဂရီနီစစ်ဆောင်စခန်းအများစုမှာမိုးကနဲ့ဆာနာရိတ်ခါလိုအပ်ချက်တွေမြင့်တက်လာနေလို့အကူအညီတောင်းခံထားကြပါတယ်။သတင်းပြည်စုံကိုမော်ရစ်ကပြောပြပေးပါမယ်ရှင်။မိုးကလာမှာအလောက်ကန်ရှားတာတွေတိုက်ပွဲတွေကြောင့်စိုက်ပြီးသားစပါးတွေပြတ်မသိမ်းနိုင်တဲ့အတွက်ဂရီနီကစစ်ဆောင်စခန်းအများစုမှာဆာနာရိတ်ခါပြတ်လက်တော့မဲ့အခြေအနေတွေရင်ဆိုင်နေရတာပါ။ လက်တော်လူရှင်တွေမရောက်ဖြစ်တဲ့လွိုက်ကောရှေ့ချမ်းဖရူဆိုအနောက်ချမ်းကစစ်ဆောင်စခန်းတွေမှာစာနယ်ရိက္ခာလိုအပ်ချက်ကစိုးရင်ရတဲ့အနေအထားမှာရှိနေပြီးမိုးရွာရင်မိုးမလုံတဲ့တဲတွေအတွက်မိုးကလိုအပ်ချက်တွေမြင့်နေတယ်လို့ကရင်နီစစ်ဆောင်တွေကိုကူညီထောက်ပံ့ပေးနေတဲ့ကျေးလက်မြေအဖွဲ့တာဝန်ခံက DPP ကိုပြောပါရစေ။ဒီမိုးရွာတဲ့အပတ်မှာတချို့မိသားစုတွေဒီအပောက်အပြဲတွေအောက်မှာပဲမုတ်တုတ်ကလေးတွေတိုင်းပြီးတော့အာဒီတော့မိုးယူတယ်ကိုယ်ဟိုဘက်ကလေးကိုကလည်းဟိုဘက်တော့တခြားထပ်ယူလို့ ြတဲ့နေရာလေးကိုတွားလိုက်အဲ့လိုတွားတဲ့မိသားစုတွေကအများပြချိပါတယ်ဒီမိုးကတည်းလိုအပ်တာမဟုတ်ခင်ဗျာလက်လောနေထားရဆိုလို့ရှိရင်ဆန်စီစားငရုပ်ချက်တော်နေလဲပြက်လက်နေတဲ့နေရာလေးဆိုတော့တွားပါတယ်ပေါ့နော်လက်ရှိမိုးပြဲညောင်ရွှေအဆက်ကတိုက်ပွဲတွေကြောင့်ဒီမော့ဆူဘက်ကပြောင်းလာတဲ့စစ်ဆောင်ဥယျာဉ်တွေတိုးလာနေပြီးခလေးတွေအတွက်ကြောင်းတုံးပစ္စည်းလိုအပ်ချက်တွေကိုကူဖြည့်ပေးကြဖို့ကင်းဒီစစ်ဆောင်ရေးကူညီနေသူတူဦးကဆိုပါတယ်။မတိကတော့ဒီမိုးကဖေးဆက်ကပြဿနာရှိတယ်ပြီးတော့ အာချင်းပေါ့နော်ဒီအာဆိတ်ဆဲဖြစ်တယ်ဒီမိုးရင်းဖြစ်တဲ့ဒီလူစီရင်ကသွားလာပါတယ်ပေါ့နော်ဆိုတော့အနေခါပုံပြီးတော့လိုအပ်တယ်အာတစ်ဆင့်ထဲမှာပဲသူကဒီကာလာကမူးမူးကာလာမှာကျောင်းစားပြီပေါ့နော်ဆိုတော့ဒီကျောင်းသုံးအာစာအုပ်ရေပေါ့နော်တက်ဆိုင်ခရီးရတယ်လိုအပ်တာလည်းရှိတယ်ပေါ့နော်ဒါတော့မိုးရင်းကာလာမှာပုံပြီးတော့လိုအပ်တာအဲ့လိုသင်ထားတယ်ပေါ့နော် စစ်ဆောင်စကန်နီရဲ့အမိုးကာဘိုမိုးကာတွေဟာလက်ရှိဈေးကွက်မှာ18ပတ်လည်တစ်ချက်ကို1000ကျပ်30ပတ်လည်တစ်ချက်ကို2000ကျော်ထိဈေးပေါက်နေတဲ့အတွက်ဝင်ငွေမရှိတဲ့စစ်ဆောင်တွေဟာကိုအမိုးကိုပြင်ဖို့အခက်ကြုံနေရတာပါကျွန်တော်အခုမိုးမှုပေါ့မိုးမှုလည်းရောက်လာပြီကျွန်တော်ဒီအမိုးကပိုင်းမီလိုအတာတော့မမဲပေါ့ဒါပေမဲ့ကျွန်တော်ဒီလူအချက်နေနဲ့နံပါတ်ပေါ့နံပါတ်စင်ပြီးတော့အရင်အရင်ပေါ်နေနဲ့စင်ပြီးပါလို့စဉ်းစားရင်တော့ဒါကျွန်တော်တို့ဒီ ဒီဒေတာဒီဒေတာပြောမှာဘုံတော့ကျွန်တော်တို့ဒီရှိနေတဲ့စခန်းမှာဆိုရင်လည်းဈာနာယိခါပို့ပြီးတော့နံပါတ်1ရောက်မယ်လို့တော့ကျွန်တော်အနေနဲ့မြင်နေပေါ့နော်ဒီဈာနာယိခါပိုင်းကပို့ပြီးတော့အရေးကြီးတယ်ပို့ပြီးတော့ပြတ်လာနေတဲ့အနေထားမှာရှိတယ်စကောက်စီထိုးစစ်ကြောင်းမိုးပြဲညောင်ရွှေအဆက်မှာတော်လရေးတပ်ပေါင်းစုတွေနဲ့တိုက်ပွဲတွေပြင်းထန်နေပြီးလက်ရှိစစ်ဆောင်တွေဟာတိုက်ပွဲတွေကြားမှာနှွေစပားကိုပြန်မသိမ်းနိုင်တယ်လို့မိုးစပားကိုလည်းမဆိုင်နိုင်သေးပါဘူး ငလင်ဘေးနဲ့ရာသီဥတုအပြောင်းလဲတွေနဲ့လက်ရှိထိုးစစ်တွေကြောင့် KNY စစ်ဆောင်စခန်းတွေမှာစားနပ်ရိက္ခာပြက်လက်တာအမိုးကမလုံလောက်တာနဲ့ចောင်းတုံးပစ္စည်းပြက်လက်မှုတွေကမြင့်တက်လာနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မော်လစ်ပါ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေရတာပါကျွန်မကတော့ချူချူဆမ်းပါကျေးဇူးတင်ပါတယ်ရှင်